ဂျပန်နိုင်ငံမှာစရိတ်ငိမ့်စားသောလေဗက်ပြီးဂုံဆင်းသွားတဲ့ပုပ်ပုပ်အကြောင်းကိုဖွင့်ချခဲ့ရောက်ခမလောင်းပြည်သူများအလုံးမင်းမင်္ဂလာပါရှင်ဂျပန်နိုင်ငံမှာတလားတိတိနေကစားသောလျှောက်လေဂုံဆင်းသွားတဲ့ပုပ်ပုပ်အကြောင်းကိုဖောက်သေးချလာတာကတော့ပုပ်ပုပ်လက်တလုံးမှာလန်းခွေးလိုက်တဲ့ချစ်သူကောင်းလေးရဲ့အဖေပါဒါကြောင့်အချိန်ရင်းမှာကံမကောင်းတဲ့အပြူကြီးအစိုးရပုပ်ပုပ်တယောက်အဆက်ကွဲနေရပါပြီအစိုးပိုင်းလာပိုင်းအနေငယ်ကားဒီအစိုးရပုပ်ပုပ်တယောက်သူ့ထက်အသက်ငယ်တဲ့ဂျပန်ကချစ်သူလေးနဲ့အတိုင်းထက်လုံးတာယာနေခဲ့တာကိုအားလုံးသိပါပဲပုပ်ပုပ်ကဂျပန်နိုင်ငံ န်ထိကိုရိုင်းသွားရောက်ပြီးတော့ချစ်သူနဲ့အတူပျော်ရွှင်ကြည်နူးခဲ့တဲ့ပုံရိပ်တွေဗီဒီယိုလေးတွေကသူရဲ့ပရိသတ်တွေကိုပါအပျော်ရည်ကူးဆက်စေခဲ့ပါတယ်အခြေတချင်းအစ်စ်တွေဖန်တီးရေးသားခဲ့ရာကြောင့်ဒီတခါတော့ပူပူတယောက်သူ့ဘဝရဲ့လက်တွဲပေါ်အစင်းမှန်ကိုတွေ့ရှိပြီလို့အလုံးကထင်မှတ်ခဲ့ကြပါတယ်အဲ့ဒီချစ်ကြည်နူးစရာမြင်ကွင်းတွေကကြာရှည်မခံခဲ့ပါဘူးမကြသေးမီကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာပူပူကဂျပန်ကချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောကြားခဲ့ပါတယ် လန်ခွဲရတဲ့အကြောင်းရင်းကိုတော့အချိန်မပေးနိုင်တာကြောင့်နှစ်ဦးသဘောတူလန်ခွဲလိုက်ကြပါလို့တန်တမန်ဆန်ဆန်နဲ့ဖြေချခဲ့ရပါဒါပေမဲ့ဒီကိစ္စဟာအဲ့ဒီမှာတင်အေးချမ်းစွာနဲ့ပြီးဆုံးမသွားခဲ့ပါဘူးပူပူရဲ့ Facebook အကောင့်မှာတင်ခဲ့တဲ့ post တခုကပြဿနာစတာပါအဲ့ဒီ post ထဲမှာပူပူကတချို့ယောက်ျားတွေဟာကိုယ်မှာပတ်စံမရှိပဲချမ်းသာခြင်းအောင်ဆောင်နေရေးစားစီကပဲဂုံစင်းဖို့အချောင်အခွင့်ရေးယူဖို့ချောင်းနေတယ်အတုတွေဝတ်ပြီးဟန်ဆောင်တတ်တယ်ဆိုတဲ့သဘောမျိုးရေးသားခဲ့ရပါဒီစာဟာသူ့ရဲ့ဂျပန်ကရေးစားဟောင်းကိုစောင်းပြောလိုက်တာဖြစ်တယ် ယ်လို့ပြည်သက်တွေကကောက်ချက်ချပါတယ်။အထူးသဖြင့်သူရီစားဟောင်းဟာအင်မတန်ကစင်းနေတဲ့အချက်ကလမ်းခွဲရတဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့အရေးအမွက်တွေပြီးခဲ့တာကပွဲကိုပိုဆူစေခဲ့တာပါ။ပူပူရဲ့စောင်းမြောင်းပြောဆိုမှုတွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ပြီးမကြခင်ဒီကိစ္စကိုပူပြီးတော့ရှုပ်ထွေးသွားစေမယ့်အလှည့်အပြောင်းတစ်ခုပေါ်ပေါက်လာပါတယ်။ဦးစုံလင်ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်တဦးကတရင် page တစ်ခုရဲ့မှတ်ချက်မှာသူဟာပူပူရဲ့ဂျပန်ကရီစားဟောင်းရဲ့ဖခင်ဖြစ်သူပါလို့ဆိုပြီး ပူပူရဲ့ဆွဆွဲချက်တွေကိုတခုချင်းပြန်လည်ခြေပါပြောဆိုခဲ့ပါတယ်။သူရဲ့ပြောကြားချက်ကတော့ပူပူပြောနေတဲ့များအလုံးကလုံးဝဆန့်ကျင်ဘက်ဖြစ်နေတာပါ။ပူပူကသူသားကိုဂုဏ်စင်းနေ၊ကက်စင်းနေတယ်လို့ပြောနေတာကလုံးဝမှန်မှန်ကန်ကြောင်းသူသားကပူပူစီမှာမြန်မာပြည်ကိုလာခဲ့တာမဟုတ်ဘဲပူပူကိုယ်တိုင်ကဂျပန်နိုင်ငံကသူသားစီကိုတလားလောက်အကြာလာရောက်နေထိုင်ခဲ့တာဖြစ်ကြောင်းအတည်လင်းပြောပါရယ်။နောက်ပြီးတော့ပူပူကဂျပန်မှာနေထိုင်စဉ်ကာလတစ်လျှောက်လုံးကုန်ကျစရိတ်အလုံးကိုသူသားဖြစ်သူကအကုန်ကြားခံခဲ့ရဖြစ်ပြီးလမ်းခွဲလိုက်မှဒီလိုမကောင်းစကား တွေနဲ့တိုက်ခိုက်တာကတရားလွန်လွန်နေပြီလို့ဆိုပါရယ်ကိုဘသာတရားဘဝနာပဲလုပ်ပါဆိုတဲ့စကားနဲ့ပူပူကိုပြင်းထန်တုံ့ပြန်ခဲ့ရပါဒီခြေပါချက်က Facebook ပေါ်မှာမိစားတစားလို့အလင်းအမြန်ပြန့်နှံ့သွားခဲ့ပြီးတော့လူတွေကြားထဲမှာအမြင်တွေနှစ်ချမ်းခွဲသွားပါရယ်တပတ်မှာတော့ဖခင်တယောက်အနေနဲ့ကိုသားတိတ်ခါအတွက်ကောက်ွယ်ပေးတာမှန်နေအဲ့ဒီလိုမျိုးလက်ခံတဲ့သူတွေရှိတယ်လို့တပတ်မှာလည်းဒီအကောင့်ကတကယ်ရောသူ့အဖေစေဟုတ်ရဲ့လားအကောင့်သူ့နဲ့လာနောက်နေရလားဆိုပြီးတော့တန်တရာမိကုန်းတွေရှိနေပါရယ်ပူပူရဲ့ဘက်ကရည်တည်သ ူတွေကတော့ကိုကိုတန်မှုမထားတဲ့ကက်စီကုတ်တက်တဲ့ယောက်ျားတယောက်ကိုလမ်းခွဲလိုက်တာကအမှန်ကန်တဲ့လုပ်ရက်လို့မှတ်ချက်ပေးကြပါတယ်။တချို့တွေကလည်းလမ်းခွဲပြီးမှတယောက်ချောင်းတယောက်အပြန်လန်အသရေဖြစ်နေတာမျိုးကနှစ်ဦးစလုံးရဲ့ပုံရိပ်တွေကိုထိခိုက်စေတယ်။လူကြီးမဆန်မှုလို့ဝေဖန်သုံးသပ်ကြပါတယ်။အစိုးရပူပူဟာအမှုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေရရှိထားပေမယ့်အခြေအေးမှာတော့အမြင်လို့လို့ကံမကောင်းတတ်တာကိုတွေ့ရပါတယ်။ပရိသတ်တို့အနေနဲ့ရောပူပူကုန်းစင်းသွားတဲ့ကိစ္စကိုဘယ်လိုမြင်လဲဆိုတာပြောသွားခဲ့ကြပါအောင်ရှင်။ နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းကြောင်းရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်